ီနေ့မှာတော့ YouTube မှာရတဲ့ Python တွေကိုထောက်ဖို့အတွက် Google အဆင့်မှာ Bank Account ချိန်တွေကိုဒီဗီဒီယိုမှာကျွန်တော်မျှဝေပေးသွားမှာဖြစ်ပါတယ်။ဗီဒီယိုလေးမစခင်ကျွန်တော်ရဲ့ Channel လေးကို Subscribe လုပ်ပါသေးရင် Subscribe လုပ်ပြီးနောက်ထပ်ပေမဲ့ဗီဒီယိုတွေကိုလည်းစောင့်ကြည့်လို့ရပါတယ်။ ဂိုဘေဆန်အထက်ကိုဝင်နေရတော့ကျွန်တော်မပြုတ်ပြပေးလို့ဘူး။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ပထမဆုံးဂိုဘေဆန်ဖွင့်လောကဝင်လို့ကိုကျွန်တော်ပြုတ်ပြပြီးသွားပြီးဖြစ်နေတယ်မပြုတ်ရတော့ဘူး။ကျွန်တော်ဘန်အောက်ချိုက်တာပဲပြုတ်ပြတာဖြစ်နေရကျွန်တော်ကတော့ဒီထက်ကပေးမဲ့ထက်ကိုဝင်ပြီးတော့ပေးမဲ့အန်ဖုန်တရချိန်လို့လေရတယ်လို့နောက်တစ်မျိုးလေးချိန်လို့ရပါလေ။ပြီးရင်ဒီမှာအစလေးတစ်ချက်ချင်းနေပြီလေပါ။ပြီးရင် view ပေးမဲ့ကိုတစ်ချက်ဝင်ပေးလိုက်ပါ။ ပြီးရပုံနေနေဆွတဲ့ပေးလိုက်ပါဒီပါအတဲပဲမဲ့မဲ့တဲ့ဆိုတာကိုတစ်ချက်နှက်ပေးလိုက်ပါပြီးရင်ဒီပါနှစ်ခုရရမှာဖြစ်ပါတယ်အပေါ်ဆုံးကအတဲ new wallet transfer တက်တဲ့ဆိုတာကိုတစ်ချက်နှက်ပေးလိုက်ပါပြန်ရမှာကျွန်တော်ကအရှိတွေဖြစ်ပြရမှာဖြစ်ပါတယ်။ရှင်းလေးတွေကိုတခြားဖြစ်ပြပါ။ ဒါမှကျွန်တော်တို့ကိုယ်ပိုင်ဆိုင်ရာငွေလေးတွေကကိုယ့်ရဲ့ဘဏ်ကောက်တွေကိုရောက်မှာဖြစ်ပါတယ်။ပါတယ်ဆိုရင်တော့ကျွန်တော်တို့မရောက်ပါဘူး။ဘုဆုံးမှာတော့ဘာမှထိစားမလုပ်ပါဘူး။ပြီးရင် night on bangkok ဆိုတာဘဏ်ကောက်ဖွင့်ထားတဲ့နာမည်ကိုထည့်ပေးရမှာဖြစ်ပါတယ်။ပြီးရင် ban night ban night ဆိုတာကကိုယ်ဖွင့်ထားတာကဘာ ban လေးရာဘဏ်ကိုယ်ဖွင့်ထားတဲ့ဘဏ်နာမည်ကိုထည့်ပေးရမှာဖြစ်ပါတယ်။ချွေး BNC ကကျွန်တော်တို့ဘာထိရမလဲဆိုရင်တော့ ဘန်ကောက်ထည့်ပေးရဖြစ်ပါတယ်ဘန်ကောက်ကဘယ်မှာရှာရမလဲဆိုရင်တော့ဘန်စာအောင်ပါလေပါပါတယ်ဒါမှခွန်ဘရာဘရာထည့်မှာကိုယ်ရဲ့ဘန်နာမီယိုထည့်ပြီးတော့ချွေး BNC ဆိုတာရိုက်ပြီးရရှာပြီးတော့ထည့်ရနေရပါတယ်နောက်ခုကအကောင့်နံပါတ်ဘန်ကောက်နံပါတ်ထည့်ပေးရမှာဖြစ်ပါတယ်ဘန်ကောက်နံပါတ်ထည့်ပေးပြီးရင်အောက်မှာ return account number ဆိုတာနှကထည့်ပေးရမှာဖြစ်ပါတယ်အကောင့်ထည့်ပြီးသွားပြီဆိုရင်ကျွန်တော်က ကိုယ်ရဲ့အရှင်းလေးတွေမှန်မှန်မှန်သိရှာဆက်ပြရမှာဖြစ်ပါတယ်။တရားကိုယ်ရဲ့အရှင်းရမှန်ဖို့လိုပါတယ်။ကိုယ်ဖြစ်ထားတဲ့အရှင်းတွေကမှန်ပြီဆိုရင်ကျတော့ဆယ်အား prevency ပေးမယ်တဲ့ကိုတစ်ချက်မှန်ဆက်ပြဆက်ပြလိုက်ပါ။ပြီးရင်ဆဲဆိုတာလေးကိုတစ်ချက်နှပ်ပြလိုက်ပါ။ဒီလိုဖြစ်သွားပြီဆိုရင်ဘန်ကောက်ရှိတော့ပြီးသွားဖြစ်ပါတယ်ဘန်ကောက်ရှိတော့ပြီးသွားပြီဆိုရင် 20နှစ်နေအတွက်ဘန်ကတ်ထည့်ဖို့ကျွန်တော်မိုဘိုင်းဘန်ကိုဖွင့်ထည့်ရမှာဖြစ်ပါတယ်ဖုန်းထည့်မှာအဲ့ထည့်ဖို့ငွေအမတစ်ခုကြာလာမှာဖြစ်ပါတယ်ငွေအမကြာလာတာကိုဒီဘက်မှာဖြည့်ပြီးအတည်ပြုပေးရမှာဖြစ်ပါတယ်သူကဘာဖြစ်လို့အတည်ပြုပြုပေးရမလဲဆိုတော့ကိုယ်ဘန်ကောက်ဟောက်မဟုတ်ဘူးသူကငွေဘတ်တစ်ခုပေးပြီးတော့ဒီဘက်မှာအတည်ပြုခွင့်လာပြီဖြစ်ပါတယ် ဒါဆိုရင်တော့ကျွန်တော်ဘန်ကောက်ရှိပြီးသွားရလို့20ရက်နေကြလို့ရှိရင်ကိုယ်ကအစင်းကနေဘန်ကောက်ထိကိုဝင်ငွေတွေနေပြီးအကုန်နေပြီးမှာဖြစ်ပါတယ်